ကရင်ပြည်နယ်မှာမြတ်စွာဘုရားရှင်ရဲ့ဆံတော်တွေကိုထာပနာထားတဲ့ဇေဒီနှစုရှိပါတယ်။အဲ့ဒီဇေဒီတွေကတော့ကရင်ပြည်နယ်ဖအံမြို့နယ်မှာရှိတဲ့ဆွဲကပေဇေဒီနဲ့မြောက်ပြည်မြို့နယ်စုကလီမြို့မှာရှိတဲ့မူလဤဇေဒီတို့ပဲဖြစ်ပါတယ်ရှင်။သမားတို့ရဲ့ကုရေးဖွဲ့သားတွေကမြောက်ပြည်မြို့ကိုရောက်ရှိနေတာဆိုတော့မြောက်ပြည်ဝီလီလန်းကိုအသုံးပြုပြီးတော့မူလီစိန်တို့မြေကြီးကိုတွားရောက်ဖုံးညွှန်ကြမှာပဲဖြစ်ပါလိမ့်ရှင်။ ဘူးလီဤဖျားကိုမရောက်ခင်လမ်းမမြင်တွေ့ရမယ့်ရင်ခွင်းအဖို့ပုံငယ်လမ်းကြောင်းအနေထားတွေကိုပရိသတ်တွေသိရှိစေနိုင်မှုအတွက်ဒီစီစဉ်ကနေတက်ဆက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ရှင်လူပြည်စီဒီကိုသွားရခုမြော်မယ်ဆိုရင်တော့လမ်းကြောင်းအနေထားရအဲအခုမြင်တွေ့ရတဲ့ကားပုံစံမျိုးတွေကိုမြောင်းရီမျိုးကနေဆိုရင်အသွားအပြန်၄တောင်းနှုံးနဲ့သွားရခုမြော်လို့ရသလိုတောင်ကျေးကနေဆိုရင်လည်းအသွားအပြန်လူတူကို၂တောင်းနှုံးနဲ့သွားရပြီးတော့ခုမြော်နိုင်ပါတယ်ရှင်။ ရေးရေးနဲ့မောင်းနေလာတဲ့ကျမတို့ဖယားဘူကလေးကတော့ဒရနာတောင်းတန်းကြီးစီကိုဥတီလိုနေပြီ။မူလီတောင်ချေရောက်ဆိုရင်တော့မိုင်40ကျော်သာမောင်းနေရမှာဖြစ်တဲ့အတွက်မြောက်ရီမြို့ကနေနေချင်းပြန်မယ်တွားရောက်ဖူးမြော်ကြမှာဖြစ်ပါတယ်။လမ်းမဆက်သွေးကြီးလည်းကောင်းမွန်လာပြီဖြစ်တဲ့ဒီဒေသမှာစိမ့်လန်းဆူပြည်နေတဲ့တဘာဝတောတောင်ရှုခင်းတွေကိုခန်းစားရင်လမ်းပြီးဝဲရမှာရှိတဲ့ကရင်တိုင်းရင်းသားကြေးရွာတွေကိုလည်းလေ့လာနိုင်ပါတယ်။ ဒါအပြင်တောင်ရဆိုင်ခင်းတွေမှာလုပ်ငန်းခွင်ဝင်နေကြတဲ့ကရင်တိုင်းသားတွေရဲ့စီးပွားရေးရည်တည်မှုကိုအဝေးကလှမ်းတွေ့နိုင်တယ်လို့ကရင်ပြည်နယ်ရဲ့ပညာရေးဖွံ့ဖြိုးတိုးတက်နေမှုတွေကိုထင်ဟပ်ပေါ်လွင်စေတဲ့စာတင်ကျောင်းကြီးတွေစာကြည့်တိုက်တွေကိုလည်းဖြတ်သန်းသွားရရွာစဉ်တစ်လျှောက်လုံးမှာမြင်တွေ့နိုင်ပါတယ်။ များရှင်အခုဆိုရင်တော့မြ ாரி မျိုးကနေပြီးတော့28မိုင်ခန့်အကွာမှာရှိတဲ့ဥက္ကဋ္ဌကျေးရွာကိုရောက်ရှိလာတာပဲဖြစ်ပါတယ်ရှင်ဒီကျေးရွာကိုရောက်ဖို့ဆိုလို့ရှိရင်တော့မြ ாரி မျိုးကနေပြီးတော့အချိန်အားဖြင့်တနအိခွဲလောက်တော့အချိန်ယူခဲ့ရတယ်ရှင်လမ်းကြောင်းတစ်လျှောက်ပါဆိုလို့ရှိရင်လည်းကွန်ကရစ်လမ်းနေကြီးပဲဖြစ်တဲ့အတွက်ကြောင့်မလို့သွားရတာလည်းလွယ်ကူတယ်။နောက်ပြီးတော့လှိမ့်လင်းမြန်မြန်နဲ့လည်းကျမတို့ဒီနေရာကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်ရှင့်။လမ်းတစ်လျှောက်မှာမြင်တွေ့ရတဲ့မြင်ကွင်းတွေကလည်းမိုးဥရာသီဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဆူနေတဲ့မြင်ကွင်းတွေနဲ့တာယာလှပတဲ့မြင်ကွင်းမျိုးစုံကိုမြင်တွေ့ခန်းစားခဲ့ရပါတယ်။ ွားနေပြီးတော့ရှိဆက်သွားမယ်ဆိုလို့ရှိရင်တော့ဝေါ်လင်မြိုင်မြို့ကိုရောက်ရှိမှာဖြစ်ပြီးတော့ဒီကျေးရွာလမ်းခွဲအတိုင်းနောက်ထပ်73မိုင်လောက်ခီးဆက်ရင်တော့ကျမတို့သွားရောက်ဖူးမြော်မယ်မူလီတောင်စီတို့မြေကြီးကိုရောက်ရှိမှာပဲဖြစ်ပါတယ်ရှင်။ ဒေတာရွာကကြောလာလာနဲ့အတက်စီအခွေကောက်တွေကဖက်စိတ်စိတ်ဖြစ်လာပါတယ်။လမ်းမအနေထားကလည်းတချို့နေရာတွေမှာခင်းလက်စာကွန်ကရစ်လမ်းတွေဖြစ်ပြီးတချို့နေရာတွေမှာတော့ကြောက်ခင်းလွန်ဖြစ်တာမို့ကျမတို့ကားလေးလည်းညညာရင်းရင်းတက်လိုက်ဆင်းလိုက်ခရီးဆက်နေကြတာပဲဖြစ်ပါတယ်။ဒေသခံရင်မောင်းတွေရဲ့လမ်းကျောကျွန်းကျင်ပိုင်နိုင်မှုကလည်းတကယ်ကိုလေးစားစရာပါ။မိုးရေတိုက်စားစီးဆင်းမှုကြောင့်လမ်းတွေဘလို့ပဲပျက်စီးနေစေတာမို့ ရိုးရင်ပူပန်စိတ်အနှင်းငယ်များမရှိပဲပို့ပေါ်ပါပါဖြစ်တဲ့မောင်းနေနေတာဖြစ်တဲ့အတွက်ကျမတို့လည်းစိတ်ချလက်ချလိုက်ပါဆင်းရဲနိုင်ကြပါမယ်။ကြည့်ရရောက်ဖို့ဆယ်မှန်ကျော်ခီးဆိုပေမဲ့ ဘိုးကလာသွားတာဖြစ်လို့လမ်းတွေပျက်စီးစပြူနေပြီဖြစ်တဲ့အတွက်တနာကြီးကျော်တော့အချိန်ယူမောင်းနေရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းလာမယ့်နေ့ပွင့်လင်းရသည်ဖျားဘူးချိန်ရောက်ရင်တော့ဒီဆယ်မှန်ကျော်ခီးကိုကွန်ကရစ်လမ်းအဖြစ်ပြောင်းလဲဖောက်လုပ်သွားမှာပဲဖြစ်ပါတယ်။ ်ရှင်ကျမတို့ခုရောက်ရှိနေတဲ့ရွာကတော့တနောထရွာပဲဖြစ်ပါတယ်ရှင်ဒီရွာကမူဤတောင်ရဲ့တောင်ကြီးရွာလေးဖြစ်ပါတယ်ဒီရွာမှာဆိုလို့ရှိရင်တောင်တက်ရင်တင်ကို2018ခုနှစ်ကဖွဲ့စည်းခဲ့ပြီးတော့ရင်ပေါင်း80ကျော်နဲ့တောင်ပေါ်အရောက်ဒါဖျားပုလို့ရအောင်စီစဉ်ဆောင်ရွက်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီရွာကနေဆိုလို့ရှိရင်တောင်ပေါ်အရောက်ဆိုရင်နောက်ထပ်9မိုင်လောက်ပြီးဆက်အောင်မှာပဲဖြစ်ပါတယ်ရှင်တောင်ပေါင်း73တောင်ကိုကျော်ပြီးတော့မူလီတောင်စီတော်မြေကြီးကိုကျမတို့နဲ့အတူလိုက်ပါဖို့မျှော်ကြည့်ကြပါအောင်ရှင် ပါရှင်အခုဆိုလို့ရှိရင်တော့ဒါတောင်မောတက်ဖို့အတွက်ကွန်ကရစ်လမ်းရဲ့ထိပ်မှာဆိုလို့ရှိရင်အတောင်ပိုင်းရဲ့အနှံ့ရှိပါတယ်ဒီနားမှာဆိုလို့ရှိရင်တော့ဒေတာကန်နေရပေါ့နော်ယုံကြည်မှုအရာပေါ့နော်ဒီမှာအမွေးတိုင်းပူဇော်တဲ့ဒါလေးကိုမြင်တွေ့ရမှာပါတယ်ရှင် ောင်တက်လန်းတဲ့ဖျားစီရီများကိုမြန်ကြီးကိုဆရာတော်ကြီးကကြည်မှုပြီးပြုပြင်မုံမလဲရှိပါတယ်။မိုးရင်းကာလကလွဲပြီးဂျန်တဲ့ပွင့်လင်းရသည်ပေမှာတော့တောင်ပေါ်အရောက်ဖျားဘူးကများအလွဲတကူတက်ရောက်ဖူးမြော်နိုင်မှာပဲဖြစ်ပါတယ်။တော်တော်ရင်မီအဆောင်လျှောက်ကြည့်ပြီးတက်တက်လွတ်နေမီဖြစ်တဲ့အတွက်ဖရာဘူးမိဘပြည်သူများအနေနဲ့တောင်ပေါ်တက်မယ်ဆိုရင်တော့အရက်သေးစားတောက်စားခြင်းယူဆောင်ခြင်းမပြုရပါဘူး။ တော်ဝင်တထောင်ထွက်နဲ့မောင်းနှင်လာတဲ့အခါဝိမျက်တစ်ခုကိုမြင်တွေ့ရပြီးအဲ့ဒီနေရာမှာကတော့ဖရာဘူးကားများအားလုံးကားပေါ်ကဆင်းကြရပြီးကိုလက်တန့်စင်ပြီးမှသာတောင်ပေါ်ကိုခရီးဆက်ကြရမှာပဲဖြစ်ပါတယ်။ ခင်ဗျာရှင်အခုဆိုလို့ရှင်တော့ဒါတောင်ကြီးကနေပြီးတော့나이ဝက်တော်တော်လောက်ပေါ့နော်လန်ခီးတော်တော်ကြမ်းကြမ်းလေးကိုကျမတို့မောင်းပြီးတော့ကျတော့လာခဲ့ရပါတယ်ဒီနေရာကတော့ဒေသအခေါ်နိုင်ရီကန်လို့ခေါ်တယ်ရှင်အဲဒီနေရာမှာပဲယောက်ျားလေးတွေရောမိန်းကလေးတွေရောဒါတိတက်ခွဲခြားထားပါတယ်ယောက်ျားလေးတွေကဒီမှာကိုလက်ရေးတက်မယ်မိန်းကလေးတွေကလည်းဒါကိုလက်တန့်စင်ပြီးတော့အာတနခါလိန်ပြီးတော့ကျမတောင်ပေါ်အရောက်ဖျားဖူးကြရမှာပဲဖြစ်ပါတယ်ရှင်ဒီနေရာကတော့နိုင်ရီကန်လို့ခေါ်ပါတယ် ကျမလည်းဒီရောက်တုန်းလေးအနာခါလေးလင်းပြီးတော့ကြတော့မှဖရားတော်ဖူးပါမယ်ဒေါက်တာလန်တလျှောက်လုံးမှာတော့တိတော်ဝါတော်ကြီးတွေကတဘာဝအတိုင်းရှိနေပြီတောင်ပေါ်ရောက်လာလေလေအီးတက်ကိုထိတွေ့ခန်းစားရလေလေပါ မြူကိုးတွေတဝီဝီနဲ့နှင်းတွေကလည်းကြာနေတတ်တဲ့အတွက်စောင်းရသည်ရဲ့တရုတ်ကလည်းပိုမိုပြည်ပြင်းလို့နေပါလေခရဘူးကားများအားလုံးရန်နာရနေရမှာတော့မူလီစီရီရဲ့တမိုင်းရဇဝင်မှာအဓိကကြတဲ့ရတိကြီးရဲ့ YouTube ကိုလည်းဝင်ရောက်ဖူးမြော်နိုင်မှာဖြစ်တဲ့အပြင်အဲဒီကနေမှတဆင်အုတ်လီကတဲ့အတိုင်းတောင်မော်အယမူလီစံတော်ရှင်စီရီကိုတွားရောက်ဖူးမြော်ကြရမှာပဲဖြစ်ပါတယ် အခုဆိုလို့ရှိရင်တော့ပင်လယ်ရင်တက်ကပင်အထက်6800ကျော်မှာရှိတဲ့ဦးလိဤတောင်ထိပ်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ရှင်။ရှင်းပါဆိုရင်ဤဤစေရောခင်ဗျာကျမတို့ခဏနေဆိုလို့ရှိရင်ထွက်ရမှာဖြစ်ပါတယ်။နောက်မှမှဒီရာတီကူးကတော့ဒေဒီကလည်းတမှုတိုက်နေတယ်။နောက်ပြီးတော့ view ချေတွေကလည်းအရန်ကိုပဲစိုက်နေပြီးတော့ဟိုချမ်းစိတ်စိတ်အနေထားလေးကိုခံစားရပါတယ်ရှင်။ဒါပေမဲ့လည်း ဟိုတိုက်စင်းလက်ဆက်တဲ့လေးတို့ကိုရွှေ့ရတဲ့အတွက်ကြောင့်မလို့ဘလောက်ပဲလက်ခီးမှာခက်ခဲကြမ်းတမ်းတာတွေရင်ဆိုင်ခဲ့ရပေမဲ့လို့လေဒီနေရာရောက်တဲ့ခါကျတော့အားလုံးအမောပြေသွားပြီးတော့ဆက်ကျမ်းတာမှုတွေကိုခံစားရဖြစ်ခဲ့ပါလိမ့်ရှင် သက်ကရ131ခုနဲ့မှာဂရမမြတ်စွာဘုရားဟာရာမညာတိုင်းကိုယဟန900ချိန်ရံပြီးတော့ဒေသစာကြီးကြွက်ချီတော်မူခဲ့ပါတယ်။အဲ့ဒီအချိန်မှာမူလီဤတောင်ထိပ်မှာသတင်းသုံးတော်မူတဲ့ကပ္ပရသေဟာဘုရားရှင်ကိုတွားရောက်ဖူးမြော်ပြီးတော့ဘုရားရှင်ကချီးမြှင့်လိုက်တဲ့ဆန်တော်တစုကိုရွှေကျုပ်ထဲမှာထည့်ပြီးတော့တောင်ထိပ်မှာထာပနာထားပြီးတော့ဇေဒီတစုတည်ထောင်ပို့ခဲ့ပါတယ်။အဲ့ဒီဇေဒီကတော့မူလီဤဇေဒီပဲဖြစ်ပါတယ်။မောဘာသာစကားနဲ့ဆိုရင်တော့စိုက်မွက်လက်အေးလို့ခေါ်ပြီးတော့မြမလို့ဆိုရင်တော့ထင်းပေါ်ကြောကြတဲ့ဇီးဒီလို့အထိပယ်ရပါတယ်။ ထူးခြားတာတကူကဒီတောင်ဘုံကိုရောက်ရှိလာတဲ့ခရီးသွားတဲ့အတွက်အမျိုးသားတွေပြုမြော်လို့ရတဲ့ဇေယီတော်နဲ့အမျိုးသမီးတွေပြုမြော်လို့ရတဲ့ဇေယီတော်ဆိုပြီးတော့ဇေယီနှစ်ဆူရှိပါတယ်။ပရိသတ်တွေလည်းကျမတို့နဲ့အတူတူမူလီဤဇေယီတော်မြတ်ကြီးကိုပြုမြော်ကြည့်ကြရအောင်ပါရှင်။ ူးလီတောင်ပေါ်မှာမူလာကဇေဒီတစုသာရှိခဲ့တော်လဲလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာဇေဒီငယ်တစုကိုထပ်မံတိဆောက်ပြီးမူလီဤညီနောင်ရဲလို့အမိခေါ်တွင်စီပါတယ်မူလာမူလီဆန်တော်ရှင်ဇေဒီတော်တရှိရာတောင်ထိပ်ပေါ်ကိုတက်ရောက်ရန်အတွက်အလွန်ချင်းမြောက်နဲ့၆ကမ်းပါတောင်ဆွေတနေရာကိုဖြတ်ကျော်ရပါတယ် အဲ့ဒီနေရာရောက်ရင်တော့တောင်အောက်ကလေတွေအပြင်းအထန်တိုက်ခိုက်တဲ့အတွက်စိတ်အားငယ်နှူးနေတဲ့အမျိုးသမီးတွေဟာဇီရီရှိရာတောင်ထိပ်ကိုမတက်ရောက်နိုင်ပဲအမျိုးသားတွေသာတက်ရောက်ဖူးမြော်နိုင်ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်တောင်ထိပ်ဇီရီမရောက်ခင်မှာအမျိုးသမီးများဖူးမြော်ဖို့အတွက်ပုံစံတူဇီရီတစုကိုထက်မှန်တည်ထားပေးခဲ့တာပဲဖြစ်ပါတယ်။ ရားနဲ့ပတ်သက်ပြီးတော့အကျွန်တော်တို့တမိုင်းမှာပါခဲ့တဲ့အတိုင်းဆိုရင်တော့သုံးစုရှိတာပေါ့နော်လောလောဆယ်ဆယ်မှာတော့အခုချိန်ထိနှစ်စုပဲဖူးလို့ရသေးတဲ့အနေအထားရှိပါတယ်ရှင်နောက်ဒီဖရားတမိုင်းကဒီပေပေါင်း6000ကျော်မှာ6000ကျော်မှာတည်ရတယ်ခရင်ပြည်နယ်အမြင့်ဆုံးဒေါနာတောင်ထိပ်မှာရှိရလို့လည်းသိထားပါရှင့်အဲဒါတတိယအကြိမ်ပါရှင့်ပထမဆုံးလာရတဲ့အခက်ခဲကတော့လမ်းမဆက်သွယ်ရေးအရင်ဆိုးသွားခဲ့တာပေါ့နော်ပထမဆုံးတစ်ကြိမ်မှာပထမဆုံးအကြိမ်ရောက်တဲ့အချိန်မှာလမ်းမဆက်သွယ်ရေးဒီလောက်ထိမချုံးမွေးခဲ့ဘူး အခုဒုတိယအချိန်တုန်းကလည်းဒုတိယအချိန်တုန်းမှာဆိုတော့ပွင့်လင်းရပြီလေဖြစ်တဲ့အတွက်အရန်ကိုကောင်းတယ်အခုတတိယအချိန်ကတော့ဒါနည်းနည်းမိုးကြတယ်ဝင်လာတဲ့အတွက်ကြောင့်မို့လို့တော့လမ်းမဆက်သွေးနည်းနည်းစူးစူးဝါးလေးဖြစ်ခဲ့ပါရှင့်စီရီရဲ့ရင်ပြင်မှာအရှိအနောက်ပီ60ကျော်တောင်မြောက်38ပြည်သားကျယ်ဝင်ပြီးစီရီရဲ့ညံတော်အမြင့်မှာတော့15တောင်ရှိပါတယ်။ မိုးလီစီရီတော်မှာလွန်စွာမတကူးကြီးတဲ့ဖျားစီရီဖြစ်ပြီးအမျိုးသားနဲ့အမျိုးသမီးအတူဖူးမြော်၍မရတဲ့အပြင်စွန်ကက်လူမဲဆိုပါကလည်းအမျိုးသားချက်တဲ့စွန်သာလင်လှူဒန်းနိုင်ပါတယ်။တောင်ပေါ်မှာအမားတခုခုကျူးလွန်မိရင်လဲချက်ချင်းပဲမိုးအမောင်ကြကလေပြင်းများလေးတိုက်ခတ်ပြီးမိုးရွာသွန်းတတ်တယ်လို့လဲမွန်ရာဇဝင်ဇီရီတော်သမိုင်းဖောင်းချုပ်မှာရေးသားဖော်ပြထားပါတယ်။ ိသမားရှင်ဒီကနေ့အစီအစဉ်ကတော့ကင်းပြည်နယ်ရဲ့အထင်ကရဖျားစေတီတစုဖြစ်တဲ့မူလီဆန်တော်ရှင်စေတော်မြတ်ကြီးကိုသွားရောက်ဖူးမြော်တဲ့ခီးစဉ်အစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်။ဒီအစီအစဉ်လေးကိုကြည့်ရှုလိုက်ရတဲ့ပရိသတ်တွေအားလုံးလေဒီခီးစဉ်လမ်းကြောင်းတစ်လျှောက်မှာမြင်တွေ့ရမယ့်မြင်ငွေးတွေရဲ့ထူးခြားလာတဲ့ဆန်တော်ရှင်စေတော်မြတ်ကြီးကိုဖူးမြော်လိုက်ရတဲ့အတွက်စိတ်ထဲမှာဂျီနူးအေးချမ်းသွားလိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ရှင်။နောက်ရက်တွေမှာလည်းပရိသတ်တွေအတွက်အစီအစဉ်ကောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့အစီအစဉ်ကိုဆက်လက်အားပေးကြပါအောင်ရှင်။အားပေးကြည့်ရှုကြတဲ့ပရိသတ်တအူးချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲ Sí, te sí?